အပိုင်းနှစ်သင်းအင်းစရာတော်ကြီးနှင့်အောက်ခွန်ညွန်မူသင်းအင်းစရာတော်ကြီးကရန်ကင်းမိုးကောင်းဘုရားမှာစတင်တရားဟောတော်တယ်။နိဗ္ဗာန်လိုချင်တဲ့သူတွေကိုယ်စိတ်ကိုစစ်ကြရအောင်တရားထိုင်မယ်။ပြောရင်းဆိုရင်ပရိကံလိုက်စုခိုင်းမာတော်တယ်။ဥတန်ထွန်းသည်တကားမှ တရားမထိုင်ခဲ့ဘူးပါ။တဏှာကြီးခန့်အကြတွင်ပြင်းထန်သောဝေဒနာချမ်းကိုခံစားရတော်သည်။မခံနိုင်လွန်း၍တရားဖြုတ်လိုက်ပါတယ်။ဆရာတော်ကြီးကမေးတယ်တကားကြီးဝေဒနာချုပ်သွားသလား။ ဦးတန်းထွန်းကဝေဒနာကိုလည်းမသိပါဘူးချုပ်တယ်ဆိုတာကိုလည်းနားမလဲပါဘူးဘာမှပြန်မပြောတတ်ပါနောက်လရန်ကင်းဆရာတင်အသက်တင်ကြောင်းမှာတရားပွဲရှိတယ်ဦးဩပါကိုပါ အပါခေါ်ပြီးလာခဲ့ပါဦးပစင်းကိုတိုင် တကာကြီးကိုတရားပေးမယ်နောက်တစ်လအကြာမှာတော့ဆရာအသက်တင်ကြောင်းတရားပွဲမှာဦးတန်းထွန်းသာကဆရာတော်ရဲ့ခြေရင်တွင် ထိုင်နေခဲ့ပါတယ် တရားဟောပြီး10မိနစ်အနာပေးပြီးတရားစတာရတော့တယ်။ဆရာတော်ကဦးသန်းထွန်းကိုကြည်ပြီးအဲ့ဒီအောင်နာမှာထိုင်နေတဲ့အဖိုးကြီးအဖွားကြီးတွေအားလုံးကဝေဒနာချုပ်ထားမှုတွေတွေကြီးဖြစ်တယ်။တခါကြီးလဲစူးစားခြင်း။ဦးသန်းထွန်းမခံကျင်စိတ်နဲ့တရားကျင့်တော်သည်။ဥကောက်နှစ်ချမ်းပြင်ပြေးပြေးစောင့်တော်တယ်။၃နာရီကြာတော့ပြစ်လဲသွားတယ်။ပြစ်လဲတဲ့အချိန်မှာတကူလုံးရှိဝေဒနာချမ်းများလုံးဝပျောက်သွားပြီးပေါ်ပါလန်းဆန်းသွားတယ်။ နောက်ရက်များအတွင်းဝေဒနာကိုလုံးဝမကြောက်တော့ပဲတရားထိုင်တတ်လာတော့တယ်။မော်ဖီမျိုးရှိစီရာတော်စီမကြမကြသွားပြီးတရားကျင့်တော့တယ်။1982ခုနှစ်ဆရာတော်ကြီးကဦးတန်းထွန်းကိုတာဝန်ပေးတယ်။သာရဏပြုဖို့အချိန်တန်ပြီးဥပဇင်းရှိကမမမမတ်ရက်ပါမယ်။ဦးတန်းထွန်းကတပည့်တော်သာရဏမပြုရဲပါဘူးဖေ။မပြုတတ်ပါဘူးရှင်ဖေ။တဲ့အင်းဆရာတော်ကြီးက တကာကြီးတာနာမပြုတ်ရင်ဥပစင်လဲတကာကြီးတို့ရဲ့ရန်ကင်းတရားပွဲကိုမကြွတော့ဘူးတရားပွဲလဲပိတ်လိုက်ပြီဥတန်ထွန်းကတပည့်တော်မှားပါပြီဖေဟာတာနာပြုတ်ပါတော့မယ်1982ခုနှစ်တွင်ရန်ကုန်မြို့တစ်မြို့လုံးတဲအင်းကိုအဖွဲချုပ်ကြီးစတင်ပေါ်ထွက်လာခဲ့ပါတော့တယ်ဆရာတော်ကတော်ဝရင်းလုံးနေချင်းပြန်တရားပြခဲ့တယ် ယောဂီပေါင်း2000ကျော်3000ခန်းရှိတယ်။ဦးတန်းထွန်းသည်ဆရာတော်ခေါ်တိုင်းမကြမကြတိန်ကိုမော်ဘီကို သွားရတယ်။တနေ့တွင်ည7နာရီဆရာတော်ကကိစ္စများပြီး၍ကားဖြင့်အိမ်ပြန်ဖို့လုပ်ရာကားပိုင်ခြင်းကိုဆရာတော်ကတခါကြီး ကားမောင်းတဲ့သူကိုဒီစိတ်လေးတောက်ခိုင်းလိုက်ပါ။ကားမောင်းတဲ့လူကတပည့်တော်အရှင်ဘုရားတောက်တဲ့စိတ်လေးကို သိမ့်မကြိုက်ဘူး။တိန်ကိုဆရာတော်ကြီးက မကြိုက်လဲတောက်ပါတကားကြီးစိတ်လေးမပြတ်စေနဲ့လမ်းမှာထပ်တောက်ဖို့လဲပေးလိုက်မယ်ဇက်တိုက်တောက်တော့ကားမောင်းတဲ့သူကတောက်ပါမယ်ဖျားဦးတန်းထွန်းစိတ်ထဲတွင်နည်းနည်းထူဆန်းနေသည်တခါတရံညဘက်မပြန်ခိုင်းမဲမနှက်စောစောမှပြန်ခိုင်းသည်ဒီညတော့ပြန်ခွင့်ပေးလိုက်သည်ဆရာတော်ကသူ့တောက်ဆဲစိတ်လေးနဲ့စိတ်လေးအပူများပေးလိုက်ခြင်းကိုအယံသိကျင်နေသည်ရန်ကင်းသို့ရောက်ပြီးကားခိုးတော်သို့ရောက်သောအခါကားဤအောက်ပိုင်းရှက်ကြီး ကျိုးကြတော့သည်အကယ်၍ညာနဲ့တကောင်ကားမောင်းနေစဉ်ကားဆက်ကျိုးခဲ့သော အန်ရည်ကြီးလာပေသည်တညလုံးလမ်းမပေါ်တွင်သာနေရမည်ကားပိုင်ရှင်သည်ရခိုင်လူမျိုးဥဆန်ထွန်းကျော်ဖြစ်သည်စောင့်ရှောက်ပြီးခဲ့သောဆရာတော်ကြီး၏တီလာကုံတမာရီကုံကိုပုံမိုးပြီးလေးစားမှု ရှိလာခဲ့ရပြန်ပါသည်